ကုမ္ပဏီကိုအခုလိုကြောက်ချခဲ့လို့ချက်ချင်းအလောက်ထုတ်ခံလိုက်ရတဲ့ဘာဂါကင်းဝင်တန်းပရိသတ်များလုံးပဲမင်္ဂလာပါဘာမ H 3လုံး channel ကနေကြိုဆိုပါရစေ2022ခုနှစ်လောက်တုန်းကဘာဂါကင်းဝင်တန်းတို့ကကုမ္ပဏီရဲ့ကုန်သတင်းကိုထိခိုက်အောင်လုပ်ခဲ့တဲ့ဆိုတော့ဆွတ်ဆွဲချက်နဲ့အလောက်ကနေထုတ်ပေးခဲ့ပါတယ်ဒီဖြစ်ရပ်ကဝန်ထမ်းတွေအနေနဲ့လဲအင်တာနက်ခေကြီးမှာပေါ်ပင်လုပ်ချင်တဲ့စိတ်ကိုဖျောက်ပြီးကိုယ့်ရဲ့အလုပ်သမားချင်းဝက်ကိုစောင့်စည်းထိန်းသိမ်းဖို့အလင်းပြလိုက်ရာရောက်ခဲ့ပါတယ်ပရိသတ်တွေနားထောင်ဖို့အတွက်အစင်းသင်းဖြစ်ပြီးဆိုရင်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးကိုအခုပဲစတင်လိုက်ပါရမေး အဆုံးထိလိုက်ပါကြည့်ရှုပေးခဲ့ကြပါအောင်ခင်ဗျာဖြစ်ရက်က2012ခုနှစ်ဇူလိုင်လ16ရက်နေ့မှာစတင်ခဲ့ပါပြီ Ohio ပြည်နယ် Mayfield Rivers မြို့ကဘာကာကင်းဆိုင်ွယ်တစ်ခုမှာအလောလောကိုင်းတဲ့ဝန်ထမ်းတို့ကစားရဲမီးဖို့ကြောင်းထဲမှာဆက်လက်ရွက်တွေထည့်ထားတဲ့ plastic ဘုံးတွေကိုသူ့ခြေထောက်နဲ့တန်းနေပြီးဓာတ်ပုံရယူခဲ့ပါပြီဒီဓာတ်ပုံကို This is the Larry UE at Burger King ဒါခင်ဗျားတို့ဘာကာကင်းမှာစားနေတဲ့ဆက်လက်ရွက်ပါပဲဆိုတော့စာရင်းနဲ့တူ 4chan လို့ခေါ်တဲ့ online message box ပေါ်မှာတင်လိုက်တာကနေအချိန်အဟုန်နဲ့ပြန့်နှံ့သွားခဲ့ပါပြီ ဒီဖြစ်ကိုထူခြားစေတာကအင်တာနက်သုံးဆဲသူတွေရဲ့လှေမြန်တိကျတဲ့စုံလမ်းမှုပဲဖြစ်ပါတယ်။ဓာတ်ပုံကိုတင်ပြီးမိနစ်20အတွင်း 4chan အသုံးပြုသူတွေကဒီဓာတ်ပုံရဲ့နောက်ခံအချက်အလက်တွေကိုစတင်စမ်းစစ်ခဲ့ကြပါတယ်။သူတို့ရဲ့စုံလမ်းမှုနည်းလမ်းတွေကတော့ Google Street View နဲ့နှိုင်းယှဉ်ခြင်းဓာတ်ပုံတွေကကားရနာရနေရာရီဆိုင်ဝင်းခြံစည်းရိုးရဲ့ပုံစံနေရန်အယောင်တွေစာရာတွေကို Google Street View ပုံတွေနဲ့ဓာတ်ရိုက်နှမ်းရှင်ကြည့်ခဲ့ကြပါတယ်။ပထဝီဝင်ဆိုင်ရာအချက်အလက်များစမ်းစစ်ခြင်း ဓာတ်ပုံထဲမှာမြင်ရတဲ့မြင်းမျက်နှာပြင်လမ်းစုံလမ်းကွားတွေရဲ့အနေထားကနေစိုင်းတီရှိရာနေရာကိုခံမှန်းခဲ့ကြပါတယ်။ဝန်ထမ်းယူနီဖောင်းနဲ့အချိန်စရာဓာတ်ပုံတွေကဝန်ထမ်းရဲ့ယူနီဖောင်းပေါ်ကအသေးစိတ်အချက်လက်တွေနဲ့ဆိုင်းရဲ့အချိန်စရာကိုကြည့်ပြီးဓာတ်ပုံရိုက်သူရဲ့ကိုယ်ရေးကိုယ်တာအချက်လက်တွေကိုဖော်ထုတ်နိုင်ခဲ့ကြပါတယ်။ဒီလိုနီလန်းတွေနဲ့သူတို့ကဓာတ်ပုံရိုက်ခဲ့တဲ့နေရာက Ohio ပြည်နယ် Mayfield Rivers မြို့ River Drive လမ်းပေါ်က Burger King ဆိုင်ခွင့်ဖြစ်ကြောင်းအတိအကျဖော်ထုတ်နိုင်ခဲ့ကြပါတယ် နောက်တစ်နေ့မှမှာပဲဒေတာရင်းသတင်းမီဒီယာတစ်ခုဖြစ်တဲ့ Clean Sun Magazine ကဒီဆိုင်ခွဲကိုဆက်သွယ်စုံစမ်းခဲ့ပါတယ်။ဆိုင်ရင်မန်နေဂျာကဓာတ်ပုံတွေကဝန်ထမ်းကိုအလွယ်တကူမှတ်မိသွားပြီးအော်ဒါဘာလို့လဲဆိုတာကျွန်တော်သိတယ်။သူအလုပ်ထုတ်ခံရတော့မှဘဲလို့ပြောခဲ့တယ်လို့ဆိုပါတယ်။ဘာကင်းကော်မတီချုပ်ကလည်းဒီဖြစ်ရအတွက်ချက်ချင်းတုံ့ပြန်ခဲ့ပြီးပတ်သက်သူဝန်ထမ်းကိုအလောက်ကထုတ်ပယ်လိုက်ကြောင်းကြေညာခဲ့ပါတယ်။ကော်မတီနေနဲ့အစားအသောက်ဘေးကင်းရေးနဲ့တန်ရှင်းမှုစံချိန်စံညုံးတွေကိုအလွန်အမင်းအလေးထားကြောင်းဒီလိုမျိုးစည်းကမ်းတဲ့လောက်ရက်ကိုတီးမခံကြောင်းတုံ့ပြန်ခဲ့ပါတယ်။ ဒီဖြစ်ရပ်လေးကကေပေါ်လူမှုကွန်ရက်ခရဲ့စွမ်းအားကိုပြသလိုက်တဲ့ဖြစ်ရပ်တစ်ခုပါပဲ။တာမန်အင်တာနက်သုံးဆဲသူတွေကပူပေါင်းဆောင်ရွက်ပြီးနိုင်ပိုင်းအတွင်းသတင်းချဲ့လက်တွေကိုစူးစီးစမ်းစစ်ကာအပြည့်ထုတ်နိုင်စွမ်းရှိတယ်ဆိုတာသတိပြနေပါရင်။ဆိုရတဲ့အကြောင်းအရာတစ်ခုကလူမှုကွန်ရက်ပေါ်မှာဘလောက်မြန်မြန်ဆန်ဆန်ပြန့်နေနိုင်တယ်လဲဆိုတာဒီဖြစ်ရပ်ကပြသလိုက်တာပါ။ကမ္ဘာကြီးတွေအနေနဲ့သူတို့ရဲ့ဂုံတရင်နဲ့စားသုံးသူတို့ရဲ့ယုံကြည်မှုကိုထိခိုက်စေမဲ့ကိစ္စတွေအတွက်ချက်ချင်းတုံ့ပြန်ဆောင်ရွက်ဖို့လိုအပ်တယ်ဆိုတာသတိပေးနေပါတယ်။ ။ online ပေါ်မှာကိုတင်လိုက်တဲ့အရာတိုင်းကကိုကိုကိုပြန်ထုတ်ခပေးနိုင်တယ်ဆိုတဲ့အချက်ကိုဒီဖြစ်ရပ်ကပြသလိုက်ပါရီ။ကျွန်တော်နိုင်ငံမှာလည်းဒီလိုမျိုးတစ်ခုဆိုရင်ခြေပါသေးပေါက်ကဆလိုင်းပေါ်တင်ပြီးဖျားနေကြတဲ့သူတွေအများကြီးရှိပါရီ။အဲဒီထက်ဖျားမှုအာမခံမရပဲဒုက္ခရောက်ပြီးကိုကျိုးနေသွားခဲ့ရတာတွေကလည်းအများကြီးကိုရှိခဲ့ပါရီ။ပရိသတ်တွေအနေနဲ့ line ပေါ်တခုခုတင်မယ်ဆိုရင်စင်ညဉဏ်လေးတွေနဲ့သုံးသက်ပြီးကမှလောက်ကြဖို့ဒီ video နဲ့တိုက်တွန်းလိုက်ရပါတယ်။အဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။